လာပါရှင်ရန်ကုန်တိုင်းစီရင်လေးစင်တွင်ရဲ့စီစဉ်တွေကိုတင်ဆက်ပေးပါမယ်ကျွန်တော်တို့ရဲ့ညမိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်အကြောင်းအရာတွေကတော့နောက်ပုံတင်ထားတော့လိမ့်စာများတွင်မရှိသည့်ကုမ္ပဏီငါးဆန်မှာဖြစ်ကိုအမှုပြဆိုင်ရင်တွင်ဆိုရတဲ့ကျကုလာအတွက်ကုန်တက်တာတင်တင်မော59စင်ပြည့်စွဲပေးမည်ဆိုရတဲ့ လေးဘက်ကရောင်းဝယ်မလို့ရန်နှင့်ရည်ညွန်းစေးဖြစ်တာရွှေရောင်းဝယ်ရန်အသိပေးဆိုရတဲ့တွင်နိုင်ငံတကာဒရင်းတပုံလေးနဲ့တရုတ်ပြည်ထုတ်စီနိုင်ဝမ်းနိုင်ခရီးတည်တဲ့နေရှင်ပြည်တွင်းကုန်ပြင်းပြင်းလေးစိတ်တို့ပထမဆုံးခရီးစဉ်စတင်ပြီးဆွဲဆိုရတဲ့တွင်အဆောင်ရှိတဲ့ဒရင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတဲ့ ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့မပုံတင်ထားသောလိပ်စာများတွင် မရှိသည့်ကုမ္ပဏီ25ခုကို အမည်ပြဆိုင်ရင်သွင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှင်နီမြုံနှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှကုမ္ပဏီမှတ်ပုံတင်ထားတော်လဲအဆိုပါမှတ်ပုံတင်ထားသောလိပ်စာတွေမှာမရှိတဲ့ကုမ္ပဏီ25ခုကိုအမည်ပြဆိုင်ရင်သွင်းလိုက်တယ်လို့သိရပါတယ်။အွန်လိုင်းမှတ်ပုံတင်စနစ်မှာ ဖွဲ့စည်းမှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေအနေနဲ့မိမိတို့ကုမ္ပဏီမှတ်ပုံတင်လိပ်စာပြောင်းလဲမှုများရှိပါကကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့မိုင်းကိုစနစ်မှာပြန်လဲမှတ်ပုံတင်သွင်းရမှာဖြစ်ပြီးလိပ်စာပြောင်းလဲမှုမတိုင်းမီကြိုတင်ကအဆို ပြုလိမ့်ဆောင်ကိုအတိပေးရမှာဖြစ်ပါတယ်။ဒီလိုလှုံ့ဆော်ဖို့ပြက်ကွက်ပန်းကသက်ဆိုင်ရာဌာနများမှကုမ္ပဏီအားအမိပြတ်စရင်တင်သွင်းခြင်းခံရနိုင်ပြီးကုမ္ပဏီတွင်ပါဝင်သူများဖြစ်သည့်ခြေရာရှင်များနဲ့ဒရိုက်တာများကိုမလိုလားအပ်သည့်အကျိုးသက်ရောက်မှုများဖြစ်လာနိုင်တာကြောင့်အချိန်မီဆောင်ရွက်ကြဖို့ကိုလည်းအတိပေးထားပါတယ်။ လက်ရှိကုမ္ပဏီ25ခုကိုတော့လာမယ့်2026-2029ဘဏ္ဍာနှစ်ကုန်ဆုံးတည်ရက်ထိအမည်ပြစရင်မှထည့်သွင်းသွားမယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ယခုလအတွက်ကုန်တစ်တာတင်တင်မော59စင်ပြေးဆွဲပေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယခုဒီစင်ပါလာအတွက်ကုန်တတာတင်တင်မော်59စင်ပြေးဆွဲပေးသွားမယ်လို့မြမစိတ်ကအာနာပိုင်းမှသိရပါတယ်။လက်ရှိမှာပို့ကုန်များသွင်းမြင်တင်ပို့နိုင်ရဲ့အတွက်၎င်းပြည်တွင်းလိုအပ်ချက်အရာသွင်းကုန်များလည်းသွင်းမြင်တင်သွင်းနိုင်ရန်အတွက်၎င်းကုန်တတာတင်မော်လိုင်းအသီးသီးမှခရီးစဉ်များပြန်လည်သွချေပြေးဆွဲဖို့စီစဉ်ထားရလို့လဲဆိုပါတယ်။ဒါကြောင့်ယခုဒီစင်ပါလာမှာတော့လက်တလောကုန်တတာတင်တင်မော်59စင်ပြေးဆွဲသွားမှာဖြစ်ပြီးထပ်မံသွချေ ပြေးဆွဲမယ်စည်ရင်ကိုလည်းအချိန်နဲ့တပြေးညီထုတ်ပြန်သွားမယ်လို့သိရပါတယ်ရှင်။ဆလဘီလေဘကရောင်းဝယ်မလုံရန်နှင့်ရင်းညွန်စေဖြစ်သောရွှေရောင်းဝယ်ရန်အတိပေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ရွှေကိုလေးဘက်ကားနဲ့ရောင်းဝယ်မလုပ်ဖို့နဲ့တမန်ရှိညွန်စေးနဲ့သာရောင်းဝယ်ကြဖို့ရန်ကုန်တိုင်းဒေသကြီးအဖိုးနှံတပ်ထုရွှေရောင်းဝယ်သူများအသင်းကရမန်နေ့ကတီပေးထုတ်ပြန်လာပါထိရွှေရောင်းဝယ်ရာမှာတပ်မှန်စံချိန်စံညုံနဲ့ကိုက်ကြီးထဲဒတ်တထုရွှေတစ်ချက်သား16.3932925ဂရမ်နဲ့သာရောင်းဝယ်ရာမှာဖြစ်ပြီးတပ်မှန်ထားထဲဒတ်တထုရွှေရင်ညုံစေးနဲ့သာရောင်းဝယ်ရမယ်လို့လဲဆိုပါထဲ့ ဒါအပြင်ရွှေရရောင်းဝယ်ပြုလုပ်ရှာမှလက်ရောက်ရွှေလွှဲပြောင်းထားနေခွင့်ပြုထားတဲ့ရောင်းဝယ်ရှာမဲ့နီလန်းကလွဲပြီးရွှေကိုတရန်ဆောင်ရောင်းချထားချိုရောင်းချိုဝယ်လေးဘက်ကရောင်းချထားနေတရားမဝင်ရောင်းဝယ်မှုတွေမပြုလုပ်ဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။ ရွှေစေးနှုံးဝပြောင်းလဲတွေမဖြစ်စေဖို့နဲ့ရွှေစေးကွက်တည်ငြိမ်စေဖို့အတွက်ရွှေဆိုင်တွေရဲ့နေနဲ့ကန်ဆန်းမဲတွေနဲ့အလားတန်းဆောင်တဲ့နီလန်းတွေမပြုတ်လို့ဖို့ရွှေစေးကွက်မတည်ငြိမ်စေဖို့ရွယ်ချက်နဲ့ရွှေကိုတူလောင်ပြီးအယောင်ဝယ်မပြုတ်လို့ဖို့လဲဆိုပါတဲ့ ရွှေရဲရှောင်းအဝဲစက်သိန်း200ထက်ကျော်လွန်ရှင် MMQR စနစ်နဲ့ငွေပေးချေရမှာဖြစ်ပြီးစက်သိန်း1000အထက်အရောင်းဝယ်ပြုလုပ်ရှင်ထော့ငွေချေဆိုင်ရာစုံစမ်းထောက်လန်းရှိရဖွဲ့ကိုမပြတ်မကွက်သတင်းပို့ရမယ်လို့လည်းအတိပေးထားပါထင်ဒါအပြင်အွန်လိုင်းစနစ်နဲ့ရောင်းချပါကစီးပွားရေးနှင့်ကုသရေးဝယ်ရေးဝန်ကြီးဌာနကနေရောင်းချခြင်းလုပ်ငန်းမှပုံတင်လက်မှတ်ရှောက်ထားရယူရမယ်လို့လဲဆိုထားပါတယ်။ ဒါအပြင်လုပ်ငန်းလိုင်စင်ရယူထားရမယ့်အပြင်ရွှေရောင်းဝယ်ရေးအတွက်လျှောက်ထားသောလုပ်ငန်းတည်နေရမှသာရောင်းဝယ်ရမှာဖြစ်ပြီးနေစဉ်လစဉ်ရောင်းဝယ်စရင်နဲ့လက်ကျန်စရင်အချုပ်တွေကိုသက်ဆိုင်ရာကနဦးစီစီရဲ့အဖွဲ့ကိုလစဉ်လစန်း၅ရက်အတွင်းမပြတ်မကွက်တင်ပြရမယ်လို့လည်းဖော်ပြထားပါသေးရှင်။နိုင်ငံတကာသတင်းပုံအနေနဲ့ တရုတ်ပြည်ထုတ်စီနိုင်ဝန်နိုင်ခရီးသည်တင်လေရှင်ပြည်တွင်းကုန်ပြင်းပြင်းလေးစိတ်တို့ပထမဆုံးခရီးစဉ်စတင်ပြေးဆွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ပြည်တွင်ထုတ်စီနိုင်ဝန်နိုင်ခရီးသည်တင်လျင်ကြီးဟာတနင်္လာနေ့ကရှန်ဟိုင်းလန်ဂျိုလမ်းကြောင်းကိုစတင်ပြေးဆွဲခဲ့ပြီးကုန်ပြင်းပြင်းလေးစိတ်တို့ပထမဆုံးပြန်တန်းနိုင်ခဲ့ပါတယ်။ခရီးစဉ် MU9179 ဟာ အမြင့်ပေ1948ဒရမခုနှစ်မိသားမရှိတဲ့ကန်စုပြည်နယ်မှလန်ဂျိုကျော်ချွမ်းပြည်ပြည်ဆိုင်ရာလေးစိတ်တို့ဆင်းသက်ခဲ့ပါတယ်။ China Eastern Airlines မှပြေးဆွဲတာဖြစ်ပြီးအစိုးရမျိုးနှမျိုးချနေစဉ်ပြန်တမ်းမှုတွေရဲ့ပထမဆုံးခရီးစဉ်ဖြစ်လာပါတယ်။တရုတ်အနောက်မြောက်ပိုင်းအချက်လက်နေရာများအထိ C919 ကိုရက်ကိုချဲ့ထွင်လာကစွမ်းဆောင်ရှိအမြဲတိုးတက်နေစေရန်အချက်လက်များလည်းရှာယူနေပါတယ်။ အမြင့်ပေးမြင်မားတဲ့နေရာတွေမှာအင်ဂျင်ဆွမ်းဆောင်ရည်နဲ့တည်ငြိမ်မှုအားအလွန်ကောင်းမွန်ပြီးဒီလိုနေရာတွေမှာပြေးဆွဲနိုင်ရမယ့်စံနှုန်းများနဲ့ပြည့်မီတဲ့လို့ C919 လင်းကပ္ပတိကျန်းဆောင်ဘူးကပြောပါတဲ့ခရီးတဲ့အများဆုံး192ဦးတင်ဆောင်နိုင်ကတရုတ်ပြည်ထုတ်လျင်ကိုထဲဖြစ်နိုင်ငံတကာလေကြောင်းစံနှုန်းများနဲ့ကိုက်ညီအောင်ထုတ်လုပ်ထားပါတဲ့ တယုံမျိုး73မျိုးကိုချိတ်ဆက်ထားတဲ့လမ်းကြောင်း15ခုမှာ စီနိုင်ဝမ်းနိုင်လျင်73စင်းပြည့်စွဲနေပါတဲ့ပြီးခဲ့တဲ့နှစ်နှစ်အတွင်းစီနိုင်ဝမ်းနိုင်လျင်များဖြင့်ခရီးစဉ်ပေါင်း18000ကျော်ကို ဖေးကင်းစွာပြည့်စွဲခဲ့ကာခရီးသည်ပြည့်တင်းမှုနှုန်း85ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်လို့သိရပါတယ်ရှင် ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ